င်္ဂလာပါရှင်ရေကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အာနာရှင်ဟောင်းတန်းရွှေရဲ့တမက်နေရွှေသွေးအောင်ရဲ့ဖခင်ဖြစ်သူဒေါက်တာနေဆိုးမောင်ကိုစံပယ်စစ်ကောင်စီကဖမ်းဆီးအမှုဖွင့်ထားပါတယ်အမ်ယိုအနောက်ပိုင်းတိုင်းစစ်တနာကျုံနဲ့ဂိုက်တရားအကွာမှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့တွင်ပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အခုပထ ာဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အာနာရှင်ဟောင်းတန်းရွှေရဲ့တမလက်ဖြစ်အာနာရှင်ဟောင်းတန်းရွှေရဲ့မြေဖြစ်သူနေရွှေသွေးအောင်ရဲ့ဖခင်ဖြစ်သူဒေါက်တာနေဆိုးမောင်ကိုအကြမ်းဖက်စစ်ကောင်စီကနိုင်ငံတည်ငြိမ်အေးချမ်းရေးပြပြစင်ရဲ့လူမှုကွန်ရက်မှာလှုံ့ဆော်တယ်လို့ဆိုကာအကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးလိုက်ကြောင်းစစ်တပ်ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။အော်တိုဘာလ23ရက်နေ့ညနေ6:30နာရီအချိန်မှာရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်နေဒေါက်တာနေဆိုးမောင်ကိုဖမ်းဆီးအမှုဖွင့်ပြီး၎င်းကိုပြည်ကြီးတ ကိုမြို့မရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားတာလည်းဖြစ်ပါတယ်။ဒေါက်တာနေဆိုးမော် Facebook လူမှုကွန်ရက်ဆက်မျက်နှာမှာနိုင်ငံတည်ငြိမ်အေးချမ်းရေးကိုပြပြစေရန်ယူရကလုံဆောင်ခြင်းဝါရဖြန့်ခြင်းတွေကိုဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်အခုလိုဖမ်းဆီးရေးယူတာဖြစ်တယ်လို့လည်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ဒေါက်တာနေဆိုးမောင်ဟာအာနာရှင်ဟောင်းတန်းရွှေရဲ့တမိဖြစ်သူဒေါ်ကြီးကြီးရွှေနဲ့လက်ထပ်ထားသူဖြစ်ပြီးအာနာရှင်ဟောင်းတန်းရွှေရဲ့အချစ်ဆုံးမြေးတူဦးဖြစ်သူနေရွှေသွေးအောင်ရဲ့ဖခင်လည်းဖြစ်နေပါတယ်။ဒေါက်တာနေဆိုးမောင်ရဲ့ဖ ခင်ဖြစ်သူဟာရခိုင်ဒုတိယကာကွယ်ဝန်ကြီးတင်စိန်ဖြစ်ပြီးဒေါက်တာနေဆိုးမောင်ဟာတက်မတော်စေးတက်မှာဗိုလ်မှူးကြီးအစ်စ်နဲ့အငိမ့်စားယူခဲ့သူဖြစ်ပြီးပြည်သူ့ကျန်းမာရေးတပ်ကတော်မှာပမုခချုပ်အဖြစ်ပါတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ဒေါက်တာနေဆိုးမောင်ကအော်တိုဘာလ9ရက်နေ့မှာ LLD ပါတီဒုတိယဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်မှုနဲ့ပတ်သက်ပြီး၎င်းရဲ့လူမှုကွန်ရက်ဆမ်မေလာမှာစာရေးသားခဲ့တဲ့ပြင်စစ်တပ်အာဏာသိမ်းမှုပေါ်ကိုအာဏာရှင်ဟောင်းတန်းရွှေက နားမချလေသလားလို့လူမှုကွန်ရက်မှာမေးမြန်းလာမှုကိုလည်းဒေါက်တာနေဆိုးမောင်ကကျွဲပါစောင်းတီးလို့စာပြန်လဲရေးသားခဲ့ပြီးနောက်မှာအဲ့ဒီစာကိုပြန်လဲဖြတ်သွားခဲ့တာလည်းဖြစ်ပါတယ် ဒေါက်တာနေဆိုးမောင်ကစစ်တပ်အာဏာသိမ်းမှုကိုမနှစ်သက်ကြာမကြာခဏဆိုသလိုလူမှုကွန်ရက်မှာရေးသားလျက်ရှိပြီးမြန်မာပြည်သူအပေါင်းလေရင်တန်ဘုံတန်တွေကင်းစင်ပြီးဘေးမတည်ရမခအိပ်ပျော်တဲ့ညတွေဖြစ်ပါစေလို့စစ်တပ်ရဲ့ပြည်သူတွေပေါ်ကိုလေရင်နဲ့ဘုံကျဲနေမှုကိုအော်တိုဘားလာတော့ရနေမှာဝေဖန်ရေးသားခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ရခိုင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်အမ်းမြို့နယ်ကစစ်ကောင်စီတပ်နဲ့အရခတပ်တော်တို့နှစ်ဖက်တိုက်ပွဲတွေဟာအမ်းမြို့ကအနောက်ပိုင်းတိုင်းစစ်တနာကျောနပခနဲ့ဂိုက်တရာခန့်အကွာကိုရောက်ရှိနေပြီလို့စစ်ရေးသတင်းမြစ်တွေစီကသိရှိရပါတယ်။အနောက်ပိုင်းတိုင်းစစ်တနာကျောကိုဝန်းရံထားတယ်။အရန်တပ်စခန်းတွေကိုအရခတပ်တော်ကအရှိန်မြင့်ထိုးစစ်ဆင်နေတာဖြစ်ပြီး အော်တိုဘာလ23နေ့ညနေပိုင်းအချိန်တိနပခရဲ့အရန်တက်စကန်တဲ့ကအမြောက်တက်ကိုတိုက်ခိုက်နေရလို့လဲစေသတင်းမြစ်တူကပြပြပါရယ်အန်တိုက်ပွဲမှာစစ်ကောင်စီဘက်ကနေလေချောင်းပစ်ကိုဇက်တိုက်ပြလုပ်နေပေမဲ့လဲတိုက်ပွဲမှာတိုင်းဌာနချုပ်နဲ့အလွန်နိကပ်လာတဲ့အတွက်လေချောင်းပစ်ကိုမှုရွနယ်လာတယ်လို့လဲအန်ဒေတာကန်တူကပြပြပါရယ်ဒါအပြင်အမ်းမြို့လေရင်ခွင်ကိုစစ်ကောင်စီလင်းတွေလုံးဝအသုံးပြုလို့မရစေဖို့အတွက် ေအေကဝန်းရံပိတ်ဆို့ပြစ်ခတ်နေပြီးစစ်ကောင်စီဟာအန်လီရင်ကွင်းကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့အနေအထားမှာရှိနေတယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါရတယ်။အမ်မြုန်နယ်ကစစ်ကောင်စီတပ်စခန်းတွေကိုပြီးခဲ့တဲ့မလကနေစတင်ပြီးအေအေကထိုးစစ်ဆင်တိုက်ခတ်ခဲ့တာဖြစ်ပြီးနိုဝင်ဘာလမှာတိုက်ပွဲပုံမှုပြင်းထန်လာကလက်ရှိအနောက်ပိုင်းတိုင်းစစ်တပ်ကြောင့်အထိထိုးဖောက်ဝင်ရောက်လာခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဘဂဝါသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ဘဂိုတန်အုပ်ဖို့မြို့နယ်ကန်းဒီရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးတဲ့အတွက်နေအိမ်၁၀လုံးကျော်ဟာပျက်ကျခဲ့ရပြီးပြည်သူတအုပ်ကိုလည်းဖမ်းဆီးသွားတယ်လို့တာရီခန်တရင် ၃၈၃၂နှစ်တရင်းနဲ့ပြန်ကြားရတဲ့တာဝန်ခံရဲဘော်ဒူးရကရန်ကုန်ခေတ်စ်ကိုပြောပါရယ်အော်တိုဘာလ၂၃နှစ်မနေ့စောပိုင်းအချိန်ကဂျိုးပင်ကောင်မြို့နယ်နဲ့အုတ်ဖို့မြို့နယ်အဆက်ကကန်းနီရွာကနေဆုတ်ခွာလာတဲ့အကြမ်းဖက်တပ်သား30ခန်းဟာကမုန်းဆယ်ရှင်းလင်းဆောင်တွိုက်မှာနင်းမိုင်းအမြောက်များကိုထောင်ပြရနောက်အကြမ်းဖက်စစ်ကြောင်းဟာမွန်လွယ်၃နိုင်လောက်မှာကန်းနီကျေးရွာကိုအင်အား60နဲ့ထပ်မံစုဖွဲ့ဝင်ရောက်လာပြီးကန်းနီကျေးရွာဘော်ပင်တိုက်ကပြည်သူပန်းနေ၁၀လုံးကျော်ကိုမိရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါရယ်အဲဒီနောက်အကြမ်းဖက်စစ်ကြောင်းဟာ ကန်းလီရွာကအမျိုးသမီး6ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးအော်တိုဘားလ23ရက်နေ့ညနေပိုင်းမှာတော့ငေါင်းကိုပြန်လည်လွတ်ပေးခဲ့ကတဦးကိုဆက်လက်ဖမ်းဆီးထားတာလည်းဖြစ်ပါတယ်။လက်ရှိချိန်ထိစင်တဲကောကန်းလီနယ်တငါကုန်းရွာကပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ စကိုင်းတဲ့တဲ့ဘောက်ကိုတင်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်စိုင်းပြင်လေကျေးရွာအတွင်းကိုရောက်ရှိနေတဲ့အကျန်းဖက်စစ်ကောင်စီစစ်ကြောင်းကိုလက်လက်ကြီးနဲ့ပစ်ခတ်တိုက်ခတ်ခဲ့ရမှာစစ်သားတွေထိခိုက်တေဆုံးမှုရှိနိုင်တယ်လို့မုံရအင်ဗာတာအဖွဲ့ကတိုက်ခတ်ရေးခေါင်းဆောင်ကိုမိုးတောက်ကရန်ကုန်ခေတ်သတင်းဌာနကိုပြောပြပါရစေ။အော်တိုဘားလ23ရက်နေ့နေ့လယ်ပိုင်းလောက်က ဘုဒ္ဓလင်စိုင်းပြင်းလေးကျေးရွာအတွင်းကလူသက်မီးရှို့ဖို့ရောက်ရှိနေတယ်။အကြမ်းဖက်စစ်ကြောင်းကို40မမဆက်လုံး60မမဆယ်လုံးနဲ့ပစ်ခတ်တိုက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်သားတွေထိခိုက်သေးဆုံးမှုများနိုင်ပေမဲ့အတိအကျကိုတော့မသိရှိရသေးဘူးလို့လည်းကိုမိုးတောက်ကပြောပါရတယ်။အဲဒီနောက်မုံရွာနမခဘက်ကနေလည်းဟာဝင်ဇာနဲ့ပြန်ပစ်ခဲ့လို့လည်းဆိုထားပါရတယ်။အဲဒီတိုက်ခတ်မှုကိုမုံရွာ inverter အဖွဲ့ချင်းတွင်ဒိုင်းနမိုက်အဖွဲ့နဲ့ BLD ရဲ့အဖွဲ့တို့ပူးပေါင်းတိုက်ခတ်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကအထူး ခံဖြစ်ပြန်လည်ဆုတ်ခွာခဲ့လို့လည်းသိရှိရပါတယ်ရှင်။ တနင်္လာရီတန်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။တနင်္လာရီနေ့ပလောမြို့နယ်ကြောက်ကာကျေးရွာနီးပင်လယ်ပြင်မှာခီးတဲ့တင်လှေနစ်မြုပ်မှုကနေအတီးပြုတ်နိုင်တဲ့ခီးတဲ့ကိုးဟာပျောက်ဆုံးနေစေဖြစ်ပေမဲ့လည်းနစ်မြုပ်လှေနဲ့အလောင်းတွေရှာဖွေလုပ်ငန်းအများစုဟာရနာသွားပြီဖြစ်တယ်လို့ကုညီကယ်ဆယ်ရေးမှာပါဝင်သူအရှင်အိမ်ကကြောက်ကာကျုံးကရန်ကုန်ခီးတဲ့တင်နာကိုပြပြပါရစေ။အော်တိုဘာလ20နှစ်ညပိုင်းအချိန်ကပလောမြို့နယ်ကြောက်ကာကျေးရွာနီးပင်လယ်ပြင်မှာခီးတဲ့တင်လှေဟာနစ်မြုပ်သွားခဲ့တာဖြစ်ပြီးနောက်ဆုံး င်းတွေရအလောင်း18လောင်းအသက်ရှင်သူအမျိုးသား39ဦးအမျိုးသမီး36ဦးစုစုပေါင်း85ဦးဟာပြန်လည်တွေ့ရှိထားရလို့လဲဆိုထားပါဗျ။ဒါပေမဲ့အတီးပြုတ်နိုင်တဲ့ခီးတဲ့9ဦးဟာပျောက်ဆုံးနေစေဖြစ်ပေမဲ့လည်းရှာဖွေလုပ်ငန်းအများစုကိုရပ်ဆိုင်းလိုက်ပြီးဖြစ်တယ်လို့လည်းသိရှိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ20နေ့ညပိုင်းအချိန်မှာနစ်မြုပ်သွားခဲ့ရတဲ့အဲ့ဒီခီးတဲ့တင်လှေပေါ်မှာလိုက်ပါလာသူတွေဟာတရင်ကျုတ်ကာလာပလောမြို့နယ်ကနေအိမ်ကိုခဏပြန်လာကြပြီးထိုင်းနိုင်ငံဘက် ်ကိုပြန်သွားမယ်သူတွေစစ်ဘေးရှောင်တွေသတင်းချုပ်ចောင်းပည့်ရဲ့အင်ပြန်လာကြတဲ့ចောင်းသားចောင်းသူတွေပါဝင်တာဖြစ်ပြီးလှေထွက်ပါခဲ့ပြီး15မိနစ်အကြာမှာပင်လယ်ပြင်မှာနစ်မြုပ်သွားခဲ့တာလည်းဖြစ်ပါရဲ့ရှင်အခု ောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘက်ကတော့စကန်တန်တမူးမြို့နယ်နမွန်တာကြေးရွာဒီမှာတိုက်ပွဲ၃ချိန်ဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်လောက်ကကသဲလက်လက်ကန်တပ်ဖွဲ့ဝင်၄ဦးဟာတေသွားခဲ့တာဖြစ်ပြီးတနက်တလက်ကိုတင်ဆက်ရရှိခဲ့လို့တမူးခင်အမှတ်လေးတရင်ကတရေးဘူအောင်ပြည့်ဖြိုးကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။အော်တိုဝါလာ23နှစ်မနေ့9နိုင်ခွဲလောက်ကတမူးမြို့နယ်ပန်းတာပြူစောဒီကြေးရွာအထိုင်စခန်းကနေအကြမ်းဖက်စစ်သားနဲ့ပြူစောဒီအင်အား90ခန်းဟာတမူးခင်အမှတ်လေးတရင်က ရဲဘော်6ဦးကကင်းယူထားတဲ့စခန်းကိုဝင်ရောက်စီးနင်းတက်ခတ်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့ဘက်ကတက်စိတ်မူတူအပါဝင်3ဦးကြာဆုံးခဲ့ရလို့တမူးခရံအမှတ်လေးတရင်ကတရေးဘူအောင်ပြည့်ဖြိုးကပြပြပါရယ်စီးနင်းသိမ့်ပိုက်ခံရတဲ့စခန်းကိုမနေ့ဆယ်နိုင်လောက်မှာ PDF တပ်ဖွဲ့တွေကတံပြန်ထိုးစစ်ဆင်တက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်သားနဲ့ပြစ်စောထီတွေထပစ်သွားပြီး ကြာဆုံးသွားခဲ့ရတဲ့ရဲဘော်၃ရဲ့ရုပ်လောင်းကိုပြန်လည်သိမ်းဆည်းရရှိခဲ့လို့လည်းသိရှိရပါဗျ။အဲဒီနေ့မှာပဲတမူးမြို့နယ်ပန်းသားရွာပြူစော်တီစကန်ကအကြမ်းဖက်စစ်တပ်လောက်ကကတဲ့လက်လက်ကန်တပ်ဖွဲ့ဝင်၁၀ဦးဟာနမွန်တာကျွာဘက်ကိုစိုက်ကဲ၅စီးနဲ့တလှစင်တွင် PDF တပ်ဖွဲ့တွေကနေရာယူထားတဲ့ဂိတ်အနီးအရောက်မှာ ပြစ်ခတ်တက်ခတ်ခဲ့ရမှာ၄ဟွာတိတ်သွားခဲ့တာဖြစ်ပြီး AK47 တနက်တလက်ကိုသိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာအကျန်းဖက်စစ်သားပြူစောထီတွေနဲ့ကတဲလက်လက်ကန်တပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့အကျန်းဖက်စစ်ကြောင်းဟာနမွန်တာကြီးရွာကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ပြင်ဆင်နေပြီးရေချောင်းကနေလည်းအင်အားဖြစ်တင်းနေတယ်လို့လည်းသိရှိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါရှင်။ကျမများပါ။